လွန်ခဲ့တဲ့ပိုင်းမှာမူချန်တို့ကအံ့ဖွဲ့ကြောက်သွန်းကိုလေလံဆွဲလို့နိုင်ခဲ့တယ်။ပြီးတော့သူတို့မှရှိတဲ့ဝိညာဉ်အလင်းနာအကလုံးကလည်းပြောင်းတလင်းခါသွားတယ်။ပြီးတော့ဝမ်ကြီးကိုသုံးကောက်မှလည်းအကျွေးတင်သွားတယ်။ဒါပေမဲ့အရေးကြီးဆုံးအရာကတော့သူတို့တွေကအမောင်နှုတ်ဘွဲ့စီနဲ့ရန်ညှိုးပွဲခဲ့တယ်။ဗီဒီယိုလေးမဆက်ခင်ကျွန်တော် line and subscribe နဲ့ပြပါအားလုံးကျေးဇူးတင်ပါတယ်။တောင်ကုန်းတစ်ခုပေါ်မှာလော်လီကရက်လို့နေတယ်။သူ့ရဲ့ဓာတ်ကိုဝှေ့ရန်လိုက်တာနဲ့အရှိမရှိတဲ့တောင်နှမ်းတစ်ခုလုံးကပြတ်ထွက်သွားတယ်။ပြီးတော့ဝိညာဉ်မြေအောင်ငါးကောင်ကလည်းဒဏ်ရာရပြီးတေသွားတယ်။ တခြားတစ်ဖက်မှာတော့မူချန်ကသူ့ရဲ့အဖြစ်အောင်ကြာကြီးကိုထုတ်လိုက်တယ်။ပြီးတော့အဲ့ဒီကြာကြီးကကောင်းအင်ကိုဟိန်းဟောက်ပြီးတော့အရှိမရှိတဲ့ဝိညာဉ်မြေကိုလေးကောင်ကိုခေါင်းအုပ်လိုက်တယ်။ပေါက်ကွဲမှုဖြစ်လာတော့မူချန်ကသူ့ရဲ့ဇီဒီကိုအတုံးပြုတ်ပြီးပြန်ပြီးတော့ကကွယ်လိုက်တယ်။တခြားလေးဆိုတဲ့အချိန်အတွင်းမှာပဲသူတို့ဇုံတွဲရဲ့တိုက်ခိုက်မှုကြောင့်ဝိညာဉ်မြေရုပ်ကိုးကောင်ကိုရရှိလိုက်တယ်။ဝမ်ညီကို၃ကောင်ကတော့လော်လီကိုရမ်စားမိတာမှန်တယ်ဆိုပြီးတော့စိတ်တွေကတွေးနေကြတယ်။လော်လီကပြောတယ်။ကောင်းအင်ကူပြောင်းခြင်းနောက်ဆုံးအဆင့်ရှိတဲ့ဝိညာဉ်မြေရုပ်တွေမတွေးမိတာတော့တော်တော်လေးကိုနာတယ်။မူချန်ကပြောတယ် တလောင်းနဲ့ဘာမှဖြစ်ပါဘူးကွာအားလုံးကိုဆူလိုက်ရင်ဒီနေရာမှာရှိနေတဲ့ကောင်းဝင်ကူပြောင်းကြီးအလေအဆင်ရှိတဲ့ဝိညာဉ်မြင်ကိုဆယ်ကောင်နီပါလောက်ကိုငါတို့ရလိုက်တယ်ဝန်ကြီးကိုတောင်းအောင်တော့တဟီးတဟာဟာနဲ့ရည်နေကြတယ်မနက်ဖြန်ငါတို့ရောက်မဲ့နေရာကဘာကြောင့်အန်ရဲ့အရှိဆုံးဆူဝေးရနေရာလို့ခေါ်တယ်လဲဆိုတာမင်းတို့မကြခင်သိရလိမ့်မယ်အရာအလုံးကအစီအမင်းချုံမွေးနေတော့ငါတို့ရလာမယ့်ပစ္စည်းကအလုံးအတွက်မနာလူစရာတစ်ခုဖြစ်သွားလိမ့်မယ်နောက်တနေ့မနက်ကိုရောက်လာတော့သူတို့တွေကခကြီးမတော့ခွင်သူတို့ရဲ့စွန်းအင်းတွေကိုတဏှာကြီးနီပါလောက်ပြန်ပြီးတော့ဖြည့်လိုက်ကြတယ် ပြီးတာနဲ့မြောက်ပိုင်းဘက်ကိုခရီးထွက်သွားကြတယ်။ဒီလိုနဲ့ပဲတန်နိုင်လောက်ကြသွားတော့သူတို့ရဲ့အရှိန်တွေကိုရှော့လိုက်တယ်။အရှိန်မှာတော်တော်လေးကိုကြီးမာတဲ့ဂျိုင်ဝန်းကြီးတစ်ခုတွေ့ရတယ်။ဂျိုင်ကဘလောက်တော့နဲ့လဲဆိုရင်အောက်ခြေကိုတော့မမြင်ရဘူး။ပြီးတော့သူတို့ရဲ့အရှိန်တက်တက်မှာအလင်းနှံတစ်ခုကကောင်းကင်နဲ့မြေကြီးကိုဆက်သွက်ထားသလိုပဲ။ပြီးတော့အဲ့ဒီဂျိုင်ရဲ့အောက်မှာတော့တော်တော်လေးကိုမြပြတယ်။ဝိညာဉ်ဥတွေကိုမြင်ရမယ်။မသိလို့ရှိရင်အဲ့ဒီဂျိုင်ဝန်ကဝိညာဉ်ဥပင်လေအတိုင်းပဲ။ခဏနေကြတော့ဒီနေရာကိုတခြားအဖွဲလေးတွေရောက်လာတယ်။တပ်ဖြည်းဖြည်းနဲ့ဒီနေရာကိုမျက်စိကျနေတဲ့အဖွဲတွေကတော်တော်လေးကိုများလာတယ်။ လူတွေများလာတာလည်းမပြောနဲ့လေဒီနေရာမှာရှိနေတဲ့ဝိညာဉ်ဥတွေကတော်တော်လေးကိုအရေးတွက်များလုံးနဲ့မူချန်တို့ကမတိုက်ခိုက်ပဲစောင့်နေတော့ဝမ်တုံကမေးတယ်ငါတို့ဘယ်အချိန်ကျရင်စတိုက်မလဲမူချန်ကပြောတယ်ငါတို့ခဏလေးစောင့်လိုက်ငါတို့ရဲ့လူရည်တော်ကသူများနေနေရှင်တော်တော်လေးကိုနဲလုံးတယ်ငါတို့သာတစုပ်ထိုးပြီးဝင်တိုက်လိုက်ရင်ဝိညာဉ်ဘရင်နဲ့မတွေ့ခင်မှာပဲငါတို့ရဲ့ဝိညာဉ်ဆွမ်းအနေအကလုံးကုန်ဆုံးသွားလိမ့်မယ်မူချန်တို့ဘက်ကစိတ်ရှိရှိနဲ့ထိုင်စောင့်နေတယ်ဒါပေမဲ့အဖွဲတွေကတပ်ဖွဲ့ပြီးတစ်ဖွဲ့များလာလို့နေတယ် နောက်ဆုံးမှာတော့ကောင်းကင်ဘော်မှာလူဦးရေအခြေအတွက်တသောင်းနီးပါးလောက်ရှိလာတယ်။မူချန်ကကောင်းကင်ဘော်ကအဖွဲတွေကိုလိုက်ပြီးတော့ကြည့်နေတယ်။ဒီချိန်မှာပဲအဝေးတင်ညာကနေအဖွဲတစ်ခုလာတယ်။အဲ့ဒီအဖွဲကိုမြင်တာနဲ့မူချန်ကပြောတယ်။အဲ့ဒါကမူဖန်းရန်တို့ရဲ့အဖွဲပဲ။မူဖန်းရန်ကရရောက်ခြင်းပဲဟိုကြီးဒီကြီးနဲ့မူချန်ကိုမြင်သွားတယ်။မူချန်မြင်တာနဲ့သူကရီပြတယ်။သူ့ရဲ့အကြီးကတော့တော်တော်လေးကိုကောက်ကျစ်တဲ့ပုံပဲ။ယုံချင်းနဲ့သူ့ရဲ့နောက်မှာရှိတဲ့နောက်လိုက်တွေအလုံးကလည်းမူချန်မြင်တာနဲ့ရန်လိုနဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်။ဝမ်တုံးကပြောတယ်ဟမ် ။ဘာကိစ္စနဲ့ငါတို့ကိုရန်လိုနေတာလဲမသိဘူး။ဒီချိန်မှာပဲအစင်းရောင်အလင်းတန်းတစ်ခုကပြန်လာတယ်။ပြီးတော့ယုံချင်းတို့ရဲ့အရှိမရက်လိုက်တယ်။အထက်ကနေလူတယောက်ထွက်လာတယ်။သူ့ရဲ့မျက်လုံးတွေကတော်တော်လေးကိုတောက်ပါတယ်။တာမန်လူပုံတန်းဆိုပေမဲ့တော်ယုံတန်ယုံလူကတော့သူ့နဲ့မျက်လုံးချင်းဆိုင်အောင်မကြည့်ရဘူး။သူကစွမ်းအနေငယ်ထုတ်ပြလိုက်တာနဲ့အနားမှရှိတဲ့လူတော်တော်များများကချက်ချင်းအမူအရာတွေပြောင်းလဲသွားတယ်။မူချန်ကတော့အဲ့ဒီလူကိုကြည့်ပြီးတော့အဲ့ဒီလူစီကနေအနေရံအငွေးတက်တွေကိုခန်းစားမိလိုက်တယ်။ဝမ်တုံကတော့အဲ့ဒီလူမြင်မြင်ချင်းပဲပြောတယ်။သူ့ရဲ့နာမည်ကကြောင်ချင်းရှန် အဲ့ဒါကိုမူချန်ကပြောတယ်။ကြောင်ချင်းရှန်ဆိုတာကကောင်းဝင်အဆင့်တန်းရန်အဆက်ခွနှစ်ပြည့်တဲ့ဂူရွန်ကိုတိုင်ဝက်ဆက်ကွက်တဲ့နဲ့အနိုင်ယူခဲ့တဲ့သူမဟုတ်လား။မူဖန်းရန်ကပြောတယ်။ကြောင်ချင်းရှန်နောက်ဆုံးတော့မင်းရောက်လာပြီပေါ့။ဒါကိုဟိုကောင်ကပြောတယ်။ဟုတ်တယ်။လမ်းမှာပြဿနာနည်းနည်းလေးကြုံလို့ငါကလိုက်ပြီးတော့ဖြေရှင်းနေရတယ်။အော်ဒါနဲ့ဒီနေရာကအန်နီရဲ့အရှိဆုံးအဆင့်ရှိတဲ့စူဝေးရက်လား။တော်တော်လေးကိုအံအားတက်စရာကောင်းတာပဲ။ပြီးတော့သူကတခြားအဖွဲတွေကိုလိုက်ပြီးတော့ကြည့်တယ်။မူချန်တို့ဖွဲ့ကိုမြင်သွားတော့မူဖန်းရန်ကအချုံကြီးနဲ့မှတယ်။အဲ့ဒီလူရဲနာမည်ကမူချန်ပဲ။ ငါကသူ့ကိုငါတို့ရဲ့အမှောင်နှုတ်အဖွဲ့စီတဲကိုဝင်ဖို့ဖိတ်ခေါ်ခဲ့တယ်။ဒါပေမဲ့ငါရဲ့ဖိတ်ခေါ်မှုကိုအဲ့ဒီကောင်ကညင်လိုက်တယ်။ဒါကိုယုံချင်းကမီးလောက်ရအောင်လေပင့်ပါလျော။ငါတို့အကုန်မူဖမ်းရရဖိတ်ခေါ်မှုကိုတော့အဲ့ဒီကောင်ကဂီးမဆိုင်ဘူး။တော်တော်လေးကိုအတူတရားမရှိတဲ့ကောင်ပဲ။သူ့ရဲ့ပုံစံရငါတို့ရဲ့အမှောင်နှုတ်အဖွဲ့စီကိုအထင်သေးနေတယ်လို့ပဲ။ဒါကိုကြောင်ချင်းရှန်ကပြောတယ်။အစွမ်းစားရှိတဲ့လူတိုင်းကမာနရှိကြတာပဲ။အော်ဒါနဲ့မင်းတို့နဲ့တိုက်ခတ်ခဲ့သေးလား။မူဖမ်းရကခေါင်းခင်းပြတယ်။ ူရဲ့ခွာဆိုင်ကောင်းကင်ကူပြောင်းခြင်းအဆင့်နဲ့ငါရဲ့ပထမတိုက်ခွက်ကိုခုခံနိုင်ခဲ့တယ်။အဲဒီကောင်စီမှာနတ်ဖယားအဆင့်ဝိညာဉ်ဝိဇ္ဇာတိုင်ချန်ရှိနေတော့သူ့ကိုအထင်သေးလို့မရဘူး။တောင်ချင်းရှန်ကဒါကိုကြတော့ခေါင်းတစ်ဆက်ဆက်ညှိလိုက်တယ်။ပြီးတော့သူကပြောတယ်။မင်းသားအခွင့်အရေးရရင်မင်းရဲ့အစွမ်းအကုန်ထုတ်သုံးပြီးသူ့ရဲ့အစွမ်းကိုစမ်းသပ်ကြည့်လိုက်။ဒီချိန်မှာပဲနောက်ထပ်အဖွဲကထက်ရောက်လာတယ်။အဲဒီအဖွဲကိုဦးဆောင်လာတဲ့လူကလူငယ်လေးပဲ။သူ့ရဲ့ကိုယ်ကစွမ်းအားနေကြောင်းမူဖမ်းရနိုင်တော့မျက်လုံးပြူးသွားတယ်။ အဲ့ဒီကောင်ကဘရုမှာဆောက်ကူးမဆိုင်တဲ့ပုံစံမျိုးနဲ့လာပြီးတော့ရက်လိုက်တယ်။အဲ့ဒီလူကတော့ရွှေဟန်ပဲ။မူချန်ကပြောတယ်ဟမ်ဒီကောင်လည်းရောက်လာတာပဲလား။အခုလက်ရှိမှာအဲ့ဒီရွှေဟန်ဆိုတဲ့ကောင်ကကောင်းဝင်အဆင့်တိုင်းရဲ့အဆင့်၅မှာရှိလို့နေတယ်။သူ့ရဲ့ကြော်ကြမှုကလီရွှန်တုံတို့ဟီယောတို့ကိုမကြော်နိုင်ဘူးဆိုပေမဲ့သူကလည်းနာမည်ကြီးတဲ့ထဲမှာပါတယ်။သူ့ရဲ့ညီမကတော့သူ့ရဲ့ဘေးမှာရက်လို့နေတယ်။ရွှေဟန်ကဟိုဟိုဒီဒီလိုက်ကြည့်ပြီးမူချန်မြင်သွားတော့အံ့ဩသွားတယ်။အခုမူချန်ရဲ့အဆွမ်းကတော်တော်လေးကိုတိုးတက်လာကြောင်းသူခံစားမိတယ်။ အဲ့တော့ဘာမှမပြောဘဲနဲ့သူ့ဟာသူအေးအေးဆေးဆေးနေနေလိုက်တယ်မူချန်ကသူ့ရဲ့အဖွဲတွေကိုပြောတယ်တာခိုင်းနေတဲ့အချိန်မှာအလုံးတတိထားဖို့လိုတယ်အန်းညာငါတို့ကသွင်းနဲ့ဘန်ဂျီတက်ကိုဥတည်ပြီးတွားမိရင်ငါတို့အဖွဲတောင်ရောက်အရင်ဆုံးနောက်ဆုတ်ထားကြနဲ့ပြီးတော့အချိန်တွေကိုဆက်ပြီးတော့စောက်ကျင်းနေကြတယ်ဒီအချိန်မှာပဲတိုက်ကြဆိုတဲ့အတန်နဲ့လူလူတပုံတစ်ခေါင်းကြီးကဝိညာဉ်အလင်းတန်းတွေဝင်ပြီးတော့တိုက်ခိုက်ကြတယ်အဲ့ဒီဝိညာဉ်အလင်းတန်းတွေကိုရောက်အောင်ယူကြဒါမှဝိညာဉ်အလင်းတန်းအခွင့်အာဏာကိုပို့ရမှာကြောင်ချင်းရှန်ကသူ့ရဲ့အဖွဲသားတွေကိုပြောတယ် ငါတို့လည်းသွားပြီးတိုက်ခိုက်ကြစို့ငါတို့ရဲ့ပြစ်မှတ်ကဝိညာဉ်ဘရင်ဆိုတာကိုတတိယပါငါတို့သွားတဲ့လမ်းတစ်ချောင်းမှာတော့တန်းနိုင်သလားဝိညာဉ်ဥလေတွေကိုတတ်ကြမယ်တပ်ဖွဲ့ပြီးတပ်ဖွဲ့ကဂျောင်းနဲ့တွေကိုဆင်းသွားလုံးနေတယ်မူချန်ကလည်းပြောတယ်ငါတို့လည်းသွားဖို့သင့်ပြီသူတို့ကအလဲတဲ့ကိုဥတည်ပြီးသွားတယ်ဘာလို့လဲဆိုတော့ဝိညာဉ်ဘရင်ကဝိညာဉ်အလင်းနဲ့တပ်ဖွဲ့ရဲ့အလဲတဲ့မှာရှိနေလောက်တယ်လို့မူချန်ကတွေးမိလိုက်လို့ပဲသူတို့ဆက်ဆံမြင်ရတာကတော့အဆုံးမရှိတဲ့ဝိညာဉ်မြင်ရုပ်တွေပဲမူချန်ကသူ့ရဲ့ဖွဲ့ကိုဥဆောင်ပြီးတော့ဝိညာဉ်မြင်ရုပ်တွေကိုစာပြီးတိုက်ခိုက်တယ် မူချန်တို့ကအရှိကနေဦးစားပေးပြီးတိုက်ခိုက်တယ်။အန်ရန်တို့မင်းကလေး၃ယောက်ကတော့ဖြစ်ပေါ်လာတဲ့ဝိညာဉ်အလင်းတန်းတွေကိုလိုက်ပြီးတော့တိမ့်စီးတယ်။ဝမ်ကြီးကို၃កောင်ရဲ့တိုက်ခိုက်မှုကလည်းတော်တော်လေးကိုကြောက်စရာကောင်းတယ်။ဒါ့ကိုတခြားပွင့်ရန်လိုက်တာနဲ့ဝိညာဉ်အလင်းတန်းတွေတော်တော်များများကပျက်စီးလို့သွားတယ်။ဒါပေမဲ့ဒီမှာရှိတဲ့ဝိညာဉ်အလင်းတန်းတွေကတော်တော်လေးကိုများတယ်။ဘလောက်တောင်လဲဆိုရင်မီလီယံနဲ့ချီပြီးတော့ကိုများတယ်။ဒါပေမဲ့သူတို့တစ်ခုကန်ကောင်းသွားတာကဝိညာဉ်ဥလီတွေကစဉ်းစားညံမရှိလို့ပဲ။အဖဖမ်းမှလည်းတိုက်ဝဲတွေဖြစ်လို့နေတယ်။ ဒါပေမဲ့အမှောင်နှုတ်ဖွဲ့စည်းကလူတွေကတော်တော်လေးကိုမြန်တယ်သူတို့တွေကလှိမ့်လင်းမြန်မြန်ပဲတိုက်ခိုက်ပြီးအသွင်နဲ့ဘိုင်းတွေကိုမြန်မြန်ပြေးဝင်သွားကြတယ်အမှောင်နှုတ်အဖွဲ့စည်းရဲ့အနောက်မှာတော့ရွှေဟန်တို့အဖွဲ့ရှိတယ်သူတို့ကလည်းတော်တော်လေးကိုတိုက်ခိုက်တာမြန်တယ်သူတို့အာလုံးရဲ့ပြတ်မှတ်ကတူတူပဲအဲ့ဒါကတော့ဝင်းညင်ဘရင်ပဲအဲ့ဒါကိုမူချန်ကရိမ့်ပြီးတော့သူ့ရဲ့အဖွဲ့သားတွေကိုပြောတယ်ငါတို့ဘာမှစိုးရင်စရာမလိုဘူးအဲ့ဒီကောင်တွေကအသွင်ပိုင်းကိုအစိုးကြီးရောက်သွားတော့မှဝင်းညင်ဘရင်ကိုလွယ်လွယ်လေးနဲ့တိုက်ခိုက်ဖို့ကမဖြစ်နိုင်ဘူး အဲ့တော့ငါတို့ရဲ့တခိုင်မှုကိုလည်းထိန်းထားပြီးလို့ရှိရင်ဝိညာဉ်စွမ်းအားတွေကိုလည်းခြွေတာဖို့လို့တယ်ဒီလုံနဲ့ပဲမူချန်တို့ကတခိုက်ရင်လည်းဘာမှမကြလိုက်ဘူးသူတို့လည်းအသွင်းပိုင်းတွေကိုတဖြည်းဖြည်းနဲ့ရောက်ရှိလို့လာတယ်အသွင်းပိုင်းတွေကိုရောက်ရှိလာတာနဲ့အများဝိညာဉ်ဥလီတွေကလည်းတော်တော်လေးကိုပို့ပို့ကြီးများလာတယ်ဒါပေမဲ့တာမန်ဝိညာဉ်နယ်ရောက်လေးတွေပဲဝိညာဉ်မြင်ရောက်ဖို့တော့တကောင်မှမမြင်မိဘူးအဲ့ဒါကိုမူချန်ကတူတူဆန်းဆန်းဖြစ်နေသူကမြင်မိလိုက်တယ်ပြီးတော့အသွင်းပိုင်းကိုလှမ်းကြည့်လိုက်တာတော်တော်လေးကိုများပြားတယ်ဝိညာဉ်အလင်းနှန်းတွေကတောက်ပတ်လို့နေတယ် အဲ့ဒီဝိညာဉ်အလင်းတန်တောက်ပမှုကကောင်းကင်ရံကိုတော့ဖုံးပြီးသွားတယ်။မူချန်ကတွေးမိပါပြီ။တခခုတော့မှားနေပြီဆိုတာကိုမူချန်ကချက်ချင်းခေါင်းဟပြီးသူ့ရဲ့အသွေးတွေကိုဖျက်ဆီးပစ်လိုက်တယ်။ဒီနေရာကိုရောက်လာပြီဆိုတော့ဘလိုဘက်ဖြစ်ဝိညာဉ်ပရင်ကိုတွေးရမှဖြစ်တော့မယ်။သူ့ရဲ့အဖွဲ့ဓာတ်တွေကိုလည်းမြ мян သွားဖို့သူကအမိတ်ပေးလိုက်တယ်။အားလုံးကဝိညာဉ်စွမ်းအင်ကိုအတုံးပြုတ်ပြီးအထဲကိုလှင်းလင်းမြ мян ပဲသွားကြတယ်။အထဲကိုရောက်လာလေဝိညာဉ်မြင်ရောတကောင်မကိုမတွေးရလေပဲ။မူချန်ကသိနေတယ်အစောကြီးကလေးကတခခုမှားနေတယ်ဆိုတာကိုဒါကိုရိပ်မိတော့ဝန်တုံးကပြောတယ် မူချန်တခုခုတော့မှားနေပြီသူတယ်ဒီလိုနဲ့ပဲသူတို့တွေကဝိညာဉ်စွမ်းရည်နဲ့တောက်ပနေတဲ့နေရာတစ်ခုမြင်သွားတော့မူချန်ကပြောတယ်ဝိညာဉ်မရင်ကအဲ့ဒီဘက်မှာရှိလာပဲဖြစ်ရမယ်မူချန်တို့ကဝိညာဉ်ဥတွေအများပြားနဲ့ရှိနေတဲ့နေရာတစ်ခုတွေ့ရတယ်အလဲမှာတော့မိသား၃ယောက်လောက်ရှိတဲ့လူတစ်ယောက်ကိုမြင်ရတယ်အဲ့ဒီလူရဲ့တကူလုံးကကြောင်မြတ်ရဲ့တဏှာနဲ့ဖုံးလွှမ်းထားတယ်မူချန်ကပြောတယ်အဲ့ဒီလူကဝိညာဉ်ဘရင်ပဲဖြစ်ရမယ်သူ့စီကထွက်ပေါက်နေတဲ့စွမ်းရည်တွေကကောင်းဝင်ကူပြောင်းခြင်းအစဉ်ရအထောက်အကူတောင်ကြော့လို့နေပြီး ဒီလိုစွန့်အင်မျိုးကဘရင်ကလွယ်ပြီးတခြားသူတွေစီမှာမရှိနိုင်ဘူး။ဝမ်ညီကိုတုံးကောင်ကပြောတယ်။နောက်ဆုံးတော့လည်းငါတို့တွေကဝင်းညင်ဘရင်တကောင်ကိုမြင်ဖူးပြီးပေါ့။ဒါပေမဲ့သူ့ပုံစံကိုကြည့်ရတာတိတ်ပြီးတာမှန်မဟုတ်တယ်လို့ပဲ။တပ်ဖြည်းဖြည်းနဲ့တခြားအဖွဲ့တွေကလည်းဒီနေရာကိုရောက်လာကြတယ်။ဒါပေမဲ့အဲ့ဒီအရှိမရှိတဲ့ဝင်းညင်ဘရင်ကိုမြင်ပြီးဘဒူမန်သွားပြီးတော့မတိုက်ခိုက်ရကြဘူး။ခဏနေကြတော့ကြောင်ချင်းရှန်ကအားလုံးပြောတယ်။မိတ်ဆွေတို့ဒီဝင်းညင်ဘရင်ဘလောက်အစွမ်းထက်လဲဆိုတာအားလုံးသိလောက်ပါပြီ။ဒါကြောင့်ငါတို့တွေအတူတူလက်တွဲပြီးတိုက်ခိုက်ကြရအောင်။ ဒီလိုမှမဟုတ်ရင်ငါတို့တွေလက်ပလာနဲ့ပြန်သွားကြရလိမ့်မယ်သူစကားကိုအလုံးကလည်းထောက်ခံကြတယ်အဲ့ဒါကိုတယောက်ကထားပြောတယ်ဝိညာဉ်ဘယင်ရဲ့ဝိညာဉ်အလင်းတန်းကိုငါတို့တွေဘယ်လိုခွဲယူကြမလဲဒါကိုကြောင်ချင်းရှန်ကရွှေဟန်ဘက်ကိုလှည့်ပြီးပြောတယ်အခုရွှေဘယ်လိုထင်လဲတယောက်ယောက်ကအဲ့ဒီကြောင်ကိုပြောချင်းနေဆိုရင်ဝိညာဉ်ဘယင်ကိုတတ်ပြီးမှပြောကြတာပေါ့ရွှေဟန်ကတစ်ချက်စဉ်းစားလိုက်တယ်ပြီးတဲ့နဲ့သူကခေါင်းထိလိုက်တယ်မင်းပြောရမှန်းတယ်ငါတို့တွေအတူတူလက်သွေးပြီးတိုက်ကြတာပေါ့မူချန်ကတော့ဖြစ်ပျက်နေတဲ့အရာတွေကိုကြည့်ပြီးစဉ်းစားနေတယ် ဝိညာဉ်မြင်ရောက်တကောင်းတလေတောင်ဘာလို့မတွေ့ရတာလဲအဲ့ဒီဝိညာဉ်မြင်ရောက်တွေအလုံးကရောဘယ်ကိုထွက်သွားကြတာလဲကြံတဲ့အဖွဲအသည်တီကလည်းအလုံးလက်သွဲပြီးတက်ခိုက်ဖို့ဂတိပေးလိုက်ကြပြီအဲ့တော့ကြောင်ချင်းရှန်ကမူချန်တို့ဘက်ကိုလှည့်လိုက်တယ်မူချန်မင်းရဲ့အမြင်ကရောဘလို့လဲမူချန်ကပြောတယ်စီနီယာအလုံးကတဘောတူတယ်ဆိုရင်လုံလောက်ပြီလူသိဖြစ်တဲ့ကျွန်တော်ကတော့ဘာအစွမ်းမှသိရှိတာမဟုတ်ဘူးစီနီယာတို့နဲ့အတူတူလက်သွဲရမှဆိုတော့ပို့ပြီးတော့ကောင်းတာပေါ့ကြောင်ချင်းရှန်ကပြောတယ်မူချန်မင်းကတော်တော်လေးကိုနှိပ်ချတတ်တာပဲ ပြီးတော့ရှိတဲ့လူတွေအားလုံးကိုသူကလှမ်းပြောတယ်။ဒီဝိညာဉ်ဘုရင်ကအသေးစားမွေးဖွားလာတာဖြစ်ပေမဲ့သူ့ရဲ့အစွမ်းကကောင်းကင်အပိတတ်ခြင်းအစင်းမှရှိနေတယ်။ဒါကြောင့်သူ့ကိုတတ်ခိုင်းနိုင်မှုအတွက်သူ့ကိုရှင်နိုင်တဲ့စွမ်းအားရှိနေလိုအပ်တယ်။ငါတို့နဲ့အတူတူတတ်ခိုင်းဖို့ဂျူနီယာမူချန်လည်းပါဝင်လိုက်မယ်လို့မျှော်လင့်တယ်။ဒါကိုရွှယ်ဟန်းဘေးနားမှာရှိတဲ့သူ့ရဲ့ညီမလေးရွှယ်ချချင်းကပြောတယ်။အဲ့ဒီကောင်လေးကအစွမ်းထက်တဲ့ဆိုပေမဲ့ကောင်းဝင်အပိသက်ခြင်းအဆင့်ကိုတော့လွယ်လွယ်နဲ့ရှင်းနိုင်မှာမဟုတ်ဘူး။ရွှေဟန်ကသူ့ရဲ့ညီမလေးပြောလိုက်တယ်။မင်းတသိမ့်နေလူတိုင်းဝင်အထင်မသေးနဲ့ ီးတော့ဒီမူချန်ရဲ့အစွမ်းကိုခံမန်းကတော်တော်လေးကိုခတ်တယ်။သူ့ကိုတားခိုင်းမှဆိုရင်ငါတော်သူ့ကိုနိုင်ဘူးမလွယ်ဘူး။မူချန်ကတစ်ချက်စဉ်းစားလိုက်တယ်။ဒီကောင်တွေရဲ့ကံလန့်မှုကို तू ကလက်မခံရင်အလုံးကသူ့ကိုပေါင်ပြီးတော့မောင်းထုတ်ကြလိမ့်မယ်။အဲ့တော့လက်ခံမှုဆုံးဖြတ်လိုက်တယ်။ပြီးတော့လည်းအန်ရန်တို့ပြောတယ်။အန်ရန်ငါတို့မင်းကလေး၃ယောက်ကသတိကြီးကြီးနဲ့နေကြ။ဝမ်ကြီးတော်၃ယောက်ကတော့ငါအနာကုန်းတွေလိုက်ပြီးတိုက်ခိုက်ကြ။လော်လီကပြောတယ်။ဒါဆိုရင်ငါကဘာလုပ်ရမှာလဲ။မူချန်ကခေါင်းဟလိုက်တယ်။ဒီနေရာကအရန်ကိုထူးဆန်းနေတယ်။ တို့ကနင်းနမယ်ကိုထုံမပြုတ်ဘူးဆိုတော့နင်းရဲ့အဆွမ်းကိုတိမ်ထားလိုက်ပါကြိုတင်မခန့်မှန်းနိုင်တဲ့အဖြစ်ပြက်တွေကြုံလာရင်နင်းရဲ့အဆွမ်းကိုထုံသုံးလို့ရတာပေါ့ကြောင်ချင်းရှန်ကအားလုံးကိုအော်ပြီးတော့ပြောလိုက်တယ်မိတ်ဆွေတို့တတ်ခိုက်ဖို့အစီအနေပြင်ထားကြဒီဝိညာဉ်ဘယင်ကဘလောက်ထိအဆွမ်းထက်လဲဆိုတာငါတို့တွေစမ်းသပ်ကြည့်ကြတာပေါ့ငါတို့တွေသာသူ့ကိုတတ်နိုင်ရင်ကြောင်သားတွေထဲမှာဝိညာဉ်ဘယင်ကိုပထမဆုံးတတ်နိုင်တဲ့လူတွေဖြစ်ကြော်ကြားလာလိုက်မယ်အားလုံးကလည်းကိုပိုင်စွမ်းအင်းတွေကိုထုတ်လိုက်တယ်စွမ်းအင်းတွေကိုခံစားမိလာတဲ့ဝိညာဉ်ဘယင်ကသူတို့ရှိရတဲ့ဘက်ကိုမျက်လုံးလှဲလာတယ် ပြီးရနဲ့စွန်းအင်းနေပါတဲ့ဟင်းဟောင်းတန်ကြီးတစ်ခုလောလိုက်တာတောင်းတင်တော်ခါသွားတယ်။သူ့ရဲ့ဆွဲဦးမြင်တာနဲ့ကြောင်ချင်းရှန့်တို့ရွှေရန်တို့ကတတိကြီးကြီးနဲ့နေလိုက်ကြတယ်။ပြီးရနဲ့ကြောင်းမှန်ရှိတဲ့ကြောင်းလူကြာနာတဲ့အခလုံးကဝိညာဉ်ဘရင်စီကိုပြေးဝင်လာပြီးတိုက်ခိုက်ကြတယ်။ကြောင်ချင်းရှန့်ရွှေဟန်မူဖန်းရန်တို့တောင်းရောက်ကတော့အရှိကနေဥဆောင်ပြီးဝိညာဉ်ဘရင်ကိုပပနက်နက်ကိုတိုက်ခိုက်နေကြတယ်။သူတို့ရဲ့စွန်းအင်းတွေကလည်းတော်တော်လေးကိုကြောက်ရွံ့ကောင်းပြီးလှုပ်ရှားမှုကလည်းတော်တော်လေးကိုမြန်ဆန်တယ်။ပြီးရနဲ့တောင်းရောက်ကစွန်းအင်းတွေပေါင်းပြီးတော့ဝိညာဉ်ဘရင်စီကိုပြစ်ထက်လိုက်တယ်။ ဝိညာဉ်ဘရင်ကတော်တော်လေးကိုကြောက်ကြရကောင်းတဲ့ဟိန်းသက်ကြီးတစ်ခုလှုပ်လိုက်တာနဲ့သူတို့တုံယောက်ပေါင်းပြီးတိုက်ခိုက်မှုကပျက်စီးသွားတယ်။ပြီးတော့သူတို့တွေကလည်းအနောက်ကိုလွတ်ထွက်သွားတယ်။ဒါပေမဲ့အနောက်မှာရှိတဲ့ယာနဲ့ရှိတဲ့လူတွေကတော့ကိုပိုင်တိုက်ကွဲတွေကိုအသုံးပြုပြီးဝိညာဉ်ဘရင်ကိုတိုက်ခိုက်ကြပြန်တယ်။ဘဒူကဘလို့ပဲတိုက်ခိုက်ပါစေဝိညာဉ်ဘရင်ကတော့နည်းနည်းလေးတော့မလှုပ်သွားဘူး။တိုက်ခိုက်မှုအကောက်လုံးကိုလည်းသူရဲ့ကိုယ်ပေါ်မှာရှိတဲ့တလင်းကြောက်တွေကခုခံထားပေးတယ်။တခြားမှာတော့ဝိညာဉ်ဘရင်ကလက်ထဲမှာစွမ်းအင်တွေကိုစုလိုက်တယ်။ပြီးတော့သူ့စီကိုပြေးဝင်လာတဲ့လူတွေကိုအားရပါရနဲ့ရိုက်ချပလိုက်တယ်။ အလုံးကလွတ်ထွက်သွားပြီးတောင်းနေတဲ့ဝင်ဆောက်တယ်။ဗဇက်ကနေတဲ့သွေးလေးအန်ချလာပြီးဒီနေရာကနေပြောက်ခွဲသွားတယ်။သူတို့ကတည်သွားတာမဟုတ်ဘူး။ဒဏ်ရာအကြီးကျယ်ရသွားတာကြောင့်ဝိညာဉ်အလင်းနာကဘာကနေထုတ်ပိတ်ခြင်းခံလိုက်ရတာ။မူချမ်းကတော့တော်တော်လေးကိုထိတ်လန့်လုံးနေတယ်။ဝန်ကြီးကိုသုံးကောင်ကပြောတယ်။သေရောဒီဝိညာဉ်ပညာအစွမ်းကအရန်ကိုပြင်းထန်လုံးတယ်။ဒီတိုင်းဆိုရင်ငါတို့သူ့ကိုနာကျင်အောင်လုံနိုင်မှာမဟုတ်ဘူး။ကျောင်းသားတွေကလူဦးရေများတဲ့အတွက်ကြောင့်ဝိညာဉ်ပညာကိုအင်အားသုံးပြီးတိုက်ခိုက်တယ်။ဟိုကောင်ကတော့နည်းနည်းမှမဖြစ်ဘူး။ တခါတလေကြရင်ဟိုကောင်ကပြန့်စော်လို့ကြောင်သားတွေကလည်းပျောက်ကွယ်သွားရတယ်။မူချန်ကတော့မပိုက်ခဲ့ပင်နဲ့ကောင်းကင်ဘုံကနေဝိညာဉ်ပင်ရဲ့လှုပ်ရှားမှုကိုအာယုံစိုက်ပြီးကြည့်နေတယ်။တခြားမှာတော့ဝိညာဉ်ပင်ရဲ့အနဖူးအလေတဲ့တဲ့မှာအလင်းရောင်တစ်ခုမြင်ရတယ်။အဲ့ဒီအလင်းတန်ကတော်တော်လေးကိုထူးဆန်းပြီးတော့တော်တော်လေးကိုအာကောင်တဲ့အရှိန်အဝါကိုလည်းထုတ်လွှတ်လို့နေတယ်။ပြီးတာနဲ့မူချန်ကသူ့ရဲ့အနံ့ရောင်မီတော့တွေထုတ်လိုက်ပြီးဝိညာဉ်ပင်ရဲ့နဖူးအလေတဲ့တဲ့မှာရှိတဲ့တလင်းကြောက်လို့မျက်လုံးလို့လို့အရာစီကိုပြေးဝင်သွားတယ်။မူချန်ကိုဝိညာဉ်ပင်ကဒရိထာမိသွားတာနဲ့ သူ့ရဲ့လက်သီးတဲကိုစွန့်အင်းနဲ့စူးစီပြီးမူချောင်ကိုထိုးချလိုက်တယ်။အန်ရန်တို့ကတော့မူချောင်ကိုတရိထားလို့အော်ပြောနေကြတယ်။မူချောင်ကတော့သူ့ရဲ့ကိုယ်တရားနဲ့ငကားဟင်းတန်းကိုထုတ်ပြီးတော့သူ့ရှိတဲ့နေရာကနေချက်ချင်းရှောင်ထွက်သွားတယ်။အဲ့တော့လက်သီးတန်းကနေလည်းသူကလွတ်မြောက်သွားတယ်။အားလုံးရဲ့အမြင်မှာတော့မူချောင်ရဲ့အရှိန်ကတော်တော်လေးကိုမြန်တယ်။မူချောင်ကဝိညာဉ်ပညာအရှိသသမပေါ်လာတယ်။ပြီးတော့ငကားဟင်းတန်းနဲ့သူငကားတကောင်ရဲ့စွန့်အင်းတွေကလက်မှစူးစီပြီးတော့အဲ့ဒီဝိညာဉ်ပညာအလေတဲတဲမှရှိတဲ့တတ္တယမျက်လုံးလိုမျိုးအရာကိုထိုးချလိုက်တယ်။ လက်သီးထိသွားတာနဲ့ဝိညာဉ်စွမ်းအရှိန်တွေကအဲ့ဒီနဖူးကနေထွက်ပေါ်လို့လာတယ်။တခါမှမလှုပ်ရှားဘူးတဲ့ဝိညာဉ်ပြင်ကအနောက်ကိုခြေလက်အနှဲငယ်ဆုပ်သွားရတယ်။ဒါဟုကြည့်ပြီးအာလုံကတော့ပါဇက်အဟောင်းသားပဲ။အာလုံပေါင်ပြီးချတော့မှအနောက်ကိုခြေလက်တလန်းမဆုပ်သွားတဲ့ဝိညာဉ်ပြင်ကမူချန်ရဲ့လက်သီးတစ်ချက်တည်းနဲ့အနောက်ကိုခြေလက်အနှဲငယ်ဆုပ်သွားလို့အာလုံကမယုံကြည်နိုင်အောင်ဖြစ်နေတယ်။မူချန်ကအာလုံကိုအော်ပြောတယ်။ဒီဝိညာဉ်ပြင်ရဲ့အနှဲချက်ကနဖူးပေါ်မှာအာနေချက်ကိုမသိပဲဒီတိုင်းနဲ့တိုက်ခိုင်းနေမှဆိုရင်တနေ့တာကုန်သွားရင်တော့သူ့ကိုဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ အဲဒီခါကြတော့မှဝိညာဉ်ပညာရဲ့နဖူးအလဲတသက်မှရှိတဲ့ကြောက်တုံးကိုအလုံးအမြင်သွားကြတယ်။သူ့ရဲ့အာဏာချက်ပေါ်သွားတာကိုသိတာနဲ့ဝိညာဉ်ပညာကစွန်းရင်အကုန်ထောက် ပြီးတာနဲ့မူချန်စီကိုတရဇက်ပြေးဝင်လာတယ်။မူချန်ကလည်းချက်ချင်းဆိုသလိုပဲငကားတိုင်ချက်ကိုအတုံပြလိုက်တယ်။ပြီးတာနဲ့ဝိညာဉ်ပညာကထော်တော်ဝေဝေးမှပြန်ပြီးပေါ်လာတယ်။မူချန်ဘလို့ပဲချက်ချောင်းဝိညာဉ်ပညာကသူ့ကိုပဲမဲပြီးတော့လိုက်ပြီးချားနေတယ်။ကံကောင်းချက်တာကအလုံးအစုပေါင်းပြီးသူ့ရဲ့နဖူးအလဲတသက်မှရှိတဲ့ကြောက်တုံးကိုပေါင်းပြီးတိုက်ခိုက်ကြတယ်။ တိုက်ခိုက်မှုအကလုံးကို तू ကခုခန့်နိုင်နေဆိုပေမဲ့တခုတလေကိုတော့ तू ရဲ့နှစ်ဖူးမှချိတဲ့ခြောက်သုံးကိုတော်တော်ပြီးထိတယ်။နှစ်ဖူးကိုထိလေ तू ကအနောက်ကိုဆုပ်လီပဲ။နောင်နေနေဆိုရင်ညာဘက်ဝီဒီယိုမတင်ရင်စိတ်မရှိပါနဲ့။ကျွန်တော်ညာဘက်အလုပ်စင်ပြီးမိုးလင်းနာရလို့ပါ။ဒါမှမဟုတ်အိမ်ပြန်ပြန်ခြင်းမဲ့ကျွန်တော်တင်ပေးပါမယ်။ဒီနေ့ဖို့ဖို့ပိုင်းအားလုံးကျေးဇူးတင်ပါတယ်။